ကယ်၍ဒနာရီတွေကပုံမင်တက်တက်မဟုတ်ခဲ့ဘူးဆိုရင်ရောနန်ရှိုင်းနဲ့ပင်လယ်အောက်မှာပျောက်ဆုံးနေတဲ့ Atlantic မြို့တော်ဟောင်းကြီးကကျွန်တော်တို့ကိုဖိခေါ်နေပါ යි လွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်က Greek ထက်သနပညာရှင် Plato ကဒီအကြောင်းကို စတင်ရေးသားခဲ့ပါတယ်ရေနဲ့မြေသားအကွင်းလိုက်ဝန်းရံထားတဲ့မြို့တော်ကြီးအဖြစ်ဖော်ပြခဲ့ပါတယ်ဒီမြို့တော်ဟာရွှေငွေနဲ့အဖို့တန်တက်သူတွေပါကျွေဝါပြီးခေတ်မီစမ်းပြတဲ့ဤပညာကြီးပိုင်ဆိုင်ခဲ့တယ်လို့ဆိုပါတယ် ဒါဆိုဒီမျိုးတော်ကဖဲမှလေတချို့က Bahamas ရေအောက်ကမိမိနေလမ်းမကြီးကြောက်တုံးနေတာ Atlantic ရဲ့အစိတ်အပိုင်းကိုယုံကြည်ကြပါတယ်နောက်ထပ် theory တစ်ခုကတော့ Great Juan Tira ပါ Minoan ယဉ်ကျေးမှုကိုပျက်စီးစေခဲ့တဲ့မိတော်ပောက်ကွဲမှုကြီးကဒီပုံမြင်ရအစဖြစ်နိုင်ပါတယ်အာကာသကနေကြည့်မယ်ဆိုရင် Mauritania နိုင်ငံရဲ့ Africa မျက်လုံး Eye of Africa ဟာ ဖလီတိုလက်ဖော်ပြချက်နဲ့ကွက်တီတူညီနေပြန်ပါတယ်။တချို့ကတန်းတန်ရေလို့ဆိုပေမဲ့တကယ်သမိုင်းမှာဆူနာမီတွေနဲ့ပင်လယ်ရေမျက်နှာဖြင့်မြင့်တက်မှုတွေကမြို့ချင်းတွေကိုတကယ်ပဲအဝမ်းမြူခဲ့မှုပါတယ်။ယနေ့ခေတ်မှာတော့ AI နည်းပညာနဲ့ရေနက်ပိုင်းဆူနာစနစ်ကိုတုံးပြီးသမုဒ္ဒရာချမ်းမင်ကို မကြုံစဘူးရှာဖွေနေကြပါပြီ။ Atlantic ဟာကျွန်တော်တို့ရဲ့စိတ်ရင်ကျူယူတိုပီယာကမ္ဘာကိုကိုးစားနေတဲ့နာနာမကျွန်တော် ရှာဖွေမှုတွေကတော့ဆက်ရှိနေတာပါ။ဘေဒောမှာပြက်ကွယ်သွားမှာမဟုတ်ပါဘူး